အတိတ်ကနန်းတော်မှာမဲတော်ကြီးစီကိုလာနေတဲ့ဖေးမင်းကလေးဟာတုံပုံတယောက်ကြောင့်တပြက်ခံနေရတော့အိမ်မက်ထဲကနေနိုးလာခဲ့ပါတယ်။အတိတ်ကဖြစ်ရဆိုးတဲ့ကြောင့်မိဖုရားကြီးကအခုချိန်ထိကျန်းမာရေးမကောင်းသေးတယ်လို့လက်မုတ်ပွဲတော်မှာလည်းတုံပုံနေကြောင့်လည်းနန်းတော်မှာပြဿနာတက်မအောင်မိကြီးနဲ့တူလဲစိုးရိမ်နေရပါတယ်။ရှုမင်းသားပြည်သူတွေရဲ့စိတ်ကင်စင်နာမှုကိုရားနေပေမဲ့မဲတော်ရဲ့တိုင်းဖြစ်တဲ့အိတ်ချစ်ဆန်မင်းကြီးကိုစိတ်ကောင်းအောင်လုပ်နေတာကြောင့်မဲတော်ကလည်းဆုံးမနေရပါတယ်။မိဖုရားကြီးကမင်းသားစီကိုလည်းတိုင်းရင်းကိုရှစ်ကင်မြန်တို့တောင်မှညီကိုရင်းမဟုတ်ပေမဲ့လည်းစစ်စစ်ကင်ကင်နေဖို့ထပ်ပြီးတော့ပြောနေခဲ့ပါတယ်။ ညစာစားနေခဲ့တဲ့မင်တမီယာမင်သားစီရဲ့မျက်နှာအစာနဲ့နှစ်ချိန်ထွေးမိသွားခဲ့ပြီးမှလည်းလမ်းမပွဲတော်မှာတာဝန်ကြီးနေတဲ့မင်သားစီကတော့အေးစစ်နေခဲ့ပါတယ်။ဘာမှလည်းအေးမထားလို့လမ်းမပွဲတော်နီးလာခဲ့ပြီးမှနန်းတော်ရဲ့ဇလိထုံသန်းတွေကိုတင်သားဖို့လည်းမှာနေခဲ့ပါတယ်။ မင်းသားစီရဲ့စကားကြောင့်မင်းသမီးလေးရနတ်ဆရာမစီကိုတွားပြီးတော့နန်းတော်ရဲ့စီမင်းတွေကိုတင်းနေရပေမဲ့စိတ်မရှိတတ်တဲ့မင်းသမီးကြောင့်အရာရာအားလည်းနမောနမက်ဖြစ်နေခဲ့ပါ၏။နတ်ဆရာမတန်ဖိုးထားတဲ့ပစ္စည်းလေးတစ်ခုကိုကမ်းပြီးတွားခဲ့တဲ့အခါမှာဆရာမကဒီပစ္စည်းနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ထိမှခံဖြစ်နေခဲ့တာမင်းသမီးကဒီထားမိတွားခဲ့ပါလေ။နတ်ဆရာမရဲ့ချစ်သူကောင်းလေးတိခတ်ခဲ့တဲ့သူကြီးရဖြစ်ပြီးတော့အထီးကျက်နေခဲ့တဲ့နတ်ဆရာမဟာလာပြီးညမှလည်းအရက်လေးလက်တောင်းနေခဲ့ပါ၏။အချင်းမကောင်းတဲ့မိန်းမတူကရောက်လာခဲ့ပြီးတော့နတ်ဆရာမကိုမကောင်းဆိုးရမှဒီနဲ့ပတ်သက်တဲ့လူတိုင်းကန့်ဆိုးရတယ်။နတ်ဆရာမရဲ့ချစ်သူဖြစ်တဲ့ ဲ့ကျိုးဖန်းအားလည်းနေကြောင်ပဲတစ္ဆာပေါတွေကိုနှင်းနှင်းရင်းနဲ့တင်ခဲရတယ်လို့အတိတ်ကယာတွေကိုလည်းအပြစ်တင်နေခဲ့ပါ誒အချင်းမကောင်းတဲ့မိမနတ်ဆီယာမရဲ့စစ်သူကိုကြိုက်နေခဲ့ပေမဲ့လည်းအရှိပြန်ပွဲမှာရှုံးခဲ့ရတဲ့မိမရုပ်လည်းဖြစ်ပါ誒နတ်ဆီယာမကတော့ထိုမိမရဲ့စကားတွေကြောင့်အခုချိန်ထိလည်းသူမနဲ့ပတ်သက်တိုင်းကန်ဆိုးတာတကယ်များဖြစ်နေမလားဆိုတဲ့အသွေးကလည်းနှိမ့်ဆက်နေခဲ့ပါ誒လမ်းမပေါ်တော့နေမရောက်ခင်မှာတော့ကုအန်တော်နဲ့ခိုရက်ကလှုပ်ကြံတဲ့သူကတိုက်ခိုက်နေခဲ့ရပြီးတော့လှုပ်ကြံတဲ့သူကမိဘုံကိုတုံးပြီးတော့လည်းထွက်ပြေးသွားခဲ့ပါ誒 မိဖုရားကြီးရဲ့ဝစားလဲတဲ့ခန်းကနေလှုပ်ကြံသူကထွက်လာခဲ့တာဖြစ်ပြီးတော့မိသားစုနဲ့အတူတူကိုရံတော်ရတဲ့အဖြစ်ရှာနေခဲ့ပါ යි ။ လာမောပွဲတော်နေမှာမင်းကြီးကထန်းနိုင်ငံတော်ကြီးတွင်မိခွန်းရှိနေပြီးတော့တဖက်မှာလည်းပုတ်ကန်သူတွေကရမဟန်ဆောင်ပြီးတော့တက်ဖြက်ကနန်းတော်တဲ့ဝင်လာခဲ့ပါတယ်။မင်းကြီးရဲ့ရှိမှာမို့မင်းသားအရှိုးလုံးလေးခွန်ကျွေးနေတဲ့အချိန်မှာနှကန်းဆူဆူနဲ့မင်းသမီးကလည်းစားလိုက်ပါတယ်။မင်းသမီးကလည်းဟန်ဆောင်နေတဲ့ယောက်ျားပါညာခေါ်အရက်ပိုက်နေခဲ့တာတော့ရှောင်းမင်းသမီးကတော့နာကျင်စွာနဲ့လည်းကြည်နေရပါတယ်။ပိန်ရှိဆန်မင်းသားအပြင်လောက်ကျန်သူနဲ့မင်းသမီးချောင်းတို့ကသူတို့ရဲ့အစီအစဉ်ကိုရှားဖို့တော့လည်းအချက်ပြလိုက်ကြပါတယ်။သူတို့ရဲ့အစီအစဉ်တိုင်းပဲမင်းကြီးနဲ့မူမတ်တွေကိုပြဆောင်းတိပြမယ်လို့ရှောင်းမင်းသမီးကလည်းခွင့်တောင်းလိုက်ပါတယ်။ ဘူမတိကိုမတိရဲ့မင်းသမီးကိုကြောက်ကြဆင်တဲ့အတွက်မင်းသမီးရဲ့ဆရာမင်းကြီးမုံနဲ့နတ်ဆရာမလို့တဖက်လက်စကားနဲ့ချောင်းမင်းသမီးကလည်းကြောက်တွန်းလိုက်ပါ诶မင်းသမီးသုံးပေါင်းပျက်ဆောင်ကိုစီတိခတ်ခံတဲ့အခါမှာတော့ကြံမင်းသမီးနှစ်ပါးကဆရာကြနေပေမဲ့အမိုင်လာကတော့အချက်ကွဲမဲ့အနေထားလည်းဖြစ်နေခဲ့ပါ诶ကိုပါကိုမတိတက်လို့မတိတာတော့တကူလည်းဖြောပြရှင်းတယ်လို့အမတ်တရာထင်သွားခဲ့တာမျိုးပို့ပြီးတော့လည်းအခက်တွေ့လာခဲ့ပါ诶 ခေါမိုးပေါ်မှာတော့မင်းသမီးကိုရှင်းတော့မယ်လေးသမားရှင်းနေခဲ့တဲ့အချိန်မှာမင်းသမီးရဲ့စိတ်ပျက်စရာပြောတဲ့အကြောင်းလန့်ပြီးတော့လေကိုယ့်ရဲ့ကောင်းပေါ်များလည်းပြုတ်ကျသွားခဲ့ပါတယ်။ကို့ဘာကိုဟုတ်လားပြီးခင်ပြီးတော့ပျော်ပျော်ကြီးဆက်သီးနေကြရကြအမတ်တရလည်းခေါင်းမူးကမှောက်သွားခဲ့ကြလို့ဒပုံးလေးဟာလည်းမင်းသမီးကိုလှုပ်ကြဖို့တတ်တော်မှအရှင်းရှင်းလည်းပြန်လွှဲရှာနေရပါတယ်။ဆက်သီးခိုင်းနေလို့ရှိရင်မင်းကြီးလည်းတေတော့မှမို့ရက်ခိုင်းလိုက်မှလည်းမျက်နှာငယ်လေးနဲ့မင်းသမီးကလည်းတောင်းဝန်ခဲ့ပါတယ်။ မင်းသမီးရဲ့ပြောတဲ့ရသွားမှပဲလောက်ကြံမဲ့သူကိုမင်းသားစီကမြင်သွားခဲ့ပြီးတော့ရင်ဝအမြားတဆင်းကလည်းတသက်မက်မက်ကြီးလည်းဝင်ရောက်လာခဲ့ပါ၏မင်းသားစီတရုတ်ကားထားနဲ့အချိန်မီပြေးလာခဲ့တဲ့မြေကွင်းကပထမဆုံးကြိမ်ဖမ်းခံရတုန်းကမင်းသမီးအတွက်လက်ကိုဓာတ်ဆူနစ်စင်ဝင်ခဲ့တဲ့ကေဒီရှင်နဲ့သွားသူခဲ့တာအခုမှလည်းဒီထားမိသွားခဲ့ပါ၏အခုချိန်မှလည်းကြားရုံချင်းမရှိဘဲနဲ့အစိတ်တွေလှူထားခဲ့တဲ့မြားတန်ကိုမင်းသမီးအတွက်ကောက်ွယ်ပေးတော်ရင်းနဲ့လည်းအစိတ်မိကလည်းလဲကျသွားခဲ့ပါ၏ မင်းသားစီကလည်းအစိလူသားခဲ့တဲ့မြားကြောင့်လဲကျသွားရင်လည်းလမ်းမပွဲတော့နေမှာလဲမျက်ရည်တွေကမင်းသမီးကစီးကြနေခဲ့တော့ရှောင်းမင်းသမီးကလည်းတေးသေးချင်းသားမင်းသမီးထီသွားခဲ့တာကိုချီရတဲ့သူမျိုးမျက်ရည်နဲ့လည်းထွက်ပြေးသွားခဲ့ပါရဲ့ဆက်ရှင်ပဲလောက်ကျန်တဲ့သူတွေကအမတ်တီကိုတက်ငန်းတော်တစ်ခုလုံးရရစရာမရှိအောင်ဖျက်ဆီးတော့မှရှင်ပါကိုဝန်တော်ကလည်းမင်းသားစီအစာတိုက်ခိုင်းနေရပါတယ် လောက်ကျန်တဲ့သူတွေကနှစ်ခွဲဖြစ်နေကြတဲ့အပြင်ကိုယ်ကတော့ရှီရင်နဲ့အရင်တစ်ခါတင်ပေါ်ပေါ်မှာရင်ဆိုင်ခဲ့ရတဲ့ရန်သူနဲ့ဟာနောက်ထပ်တစ်ကြိမ်လည်းထပ်ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။မင်းသားအစိမ်းများမှန်သွားခဲ့ပေမဲ့ကိုယ်ကတော့ကြောက်မယ်တပုံတွေအကုန်လုံးကလည်းအသက်ခံလိုက်ရပြီးတော့ထန်တိုင်းပြီးမှမင်းသမီးဖြစ်လာခဲ့ရတဲ့အာမိုင်လာရဲ့ကကြမှာဘာကြီးဆက်ဖြစ်လာကြမလဲဆိုတော့စောင့်ကြည့်ကြရမှာလည်းဖြစ်ပါတယ်။ထန်နိုင်ငံရဲ့ရှေးသိမ့်မှာကလေးပဲရှိသေးတဲ့မင်းသားစီကိုအရန်လုံလိုက်နေခဲ့တဲ့မင်းကြီးကိုမင်းတို့ရမှာလည်းဖြစ်ပါတယ်။ အစိမ်းများကန်တီလိုထုံနိုင်သွားခဲ့တာဖြစ်လို့အချိန်နာမမီနိုင်ခဲ့ဘူးဆိုရင်မင်းသားစီကလက်မောင်းဖျက်ချရမှာလည်းဖြစ်ပါ诶ဇီမင်းသားကိုဆီလင်းပေးဖို့လာကြည့်တဲ့မင်းသမီးကလာရှောင်းကြည့်နေတော့မှနမောနမက်နိုင်မှုကြောင့်လည်းမိသွားခဲ့ပါ诶အာမန်လာကတဖက်နိုင်ငံမင်းသမီးဖြစ်တာကြောင့်ပြည်နာတစုံတရာဖြစ်ထန်နိုင်ငံကုန်တိုက်ခါကြမှာဆိုတာကြောင့်မင်းသားကလည်းအသိပြန်ခိုင်းနေခဲ့ပါ诶 ဲ့ဒါကြောင့်ပဲစေဘူးလေးကိုပေးခဲ့ရင်လည်းရှင်သေးသွားလို့ရှိရင်မဆိုးမှမဖြစ်ချင်ဘူးလို့ဆိုကလက်လေးပြရင်လည်းလဲထွက်သွားခဲ့ပါရဲ့။နန်းတော်မှာဖြစ်ပျက်သွားခဲ့ရတဲ့အမင်းသမီးရှောင်းတို့ရဲ့ကြိုးတင်ကျဆင်းမှုတွေဖြစ်ကြောင်းမင်းသားရိပ်မိသွားခဲ့လို့မင်းသားစီအဆောင်မင်းကြီးရဲ့အမိန့်နဲ့လည်းအင်ချစ်ဆန်လည်းလာရှာနေခဲ့ပါရဲ့။ အင်ရှင်းဆန်ကပါတဘုံနေရန်ကနေနန်းတော်မကောက်ကွယ်နိုင်ခဲ့ကြအတွင်းသူများလာလို့မင်းကြီးရလည်းတင်းနေခဲ့ပါတယ်။ချောင်းမင်းသမီးကအတွင်းလူကကျင်ရတော့အာမာလာလို့ပြောတဲ့အခါမင်းကြီးကမင်းသမီးရဲ့ရိုးသားမှုကိုယုံတာမှုလိန်ပြောနေတာလို့မင်းသမီးချောင်းလည်းတတ်မှတ်ခဲ့ပါတယ်။ဒါပေမဲ့ချောင်းမင်းသမီးရဲ့အစီကံကမျက်မြင်ကိုသွေးဆိုတာကြောင့်အာမာလာစီကိုရှာဖွေဖို့လည်းရောက်လာခဲ့ကြပါတယ်။မင်းသမီးနန်းဆောင်ထဲမှာဘာမှမရှိပေမဲ့မင်းသမီးရဲ့အဝေလဲကန်းဖြစ်တဲ့အနောက်ဘက်ရှံကိုရှာဝေကြည့်တဲ့အခါမှာတော့တိတ်တာဖူးလေးတပူကိုလည်းမြင်သွားခဲ့ပါတယ်။ မင်းသမီးတန်ဖိုးထားတဲ့အယောလေးတွေစုထားတဲ့ဘူးလေးဖြစ်နေခဲ့ပြီးတော့ရှီရွက်ကနေဝင်လာခဲ့တာဖြစ်လို့ရှောင်းမင်းသမီးရဲ့အစီကံကလူယူတဲ့အခါမှာလဲကြာခွဲသွားခဲ့ပါတယ်။ကျိုးပဲ့သွားခဲ့တဲ့အယောလေးကိုကြည့်နေကလေးလေးလိုငိုမိနေခဲ့တာမျိုးလုံးကြံဆက်ကိုတေချာပြင်ဆင်ထားတယ်လို့ပဲလက်မလျှော့သေးတဲ့အစီကံမလေးကဆော်ရလေးတယောက်ကိုလည်းတွေ့သားခဲ့ပါတယ်။ တပုံလေးနဲ့မင်းသမီးဆက်သွယ်ထားတဲ့စာလို့ထင်ပေမဲ့ကန်လက်ရေးထားခဲ့တဲ့စာဖြစ်နေကြတဲ့အကြောင်းအစီကံမလေးရအသေးတန်နဲ့မင်းသမီးကိုလည်းတောင်းပန်ခဲ့ရပါတယ်။ရှောင်းမင်းသမီးရဲ့လှုပ်ချက်မှုတွေကိုမင်းကြီးစီကိုတင်ပြဖို့အင်ချစ်ဆန်ထောက်သားကဏ္ဍမှာတပုံတုံရှင်းရတဲ့တည်င်းအစ်တစ်ခုရလို့ရှိရင်သူ့ကိုလည်းတတိပေးဖို့မင်းသားစီကိုလည်းမှတ်သားခဲ့ပါရဲ့။အခုလို့တာတပုံလေးနဲ့ကြံစီမှုတွေကလိမ့်လည်ပြီးတော့မင်းကြီးစီကိုသာရှောင်းမင်းသမီးကတင်ပြနိုင်သွားခဲ့မယ်ဆိုရင်မင်းသားစီနဲ့မင်းသမီးတာလီအပြင်မိသားစုဝင်တွေအားလုံးကပါတည်တံပေးခံရမှာဖြစ်ကြောင်းပြောလိုက်ပါရဲ့။ အမလာရဲ့နန်းဆောင်ထဲမှာစာအုပ်လာဝတ်ခဲ့တဲ့တပုံတယောက်ရှိနေခဲ့ပြီးတော့ရှောင်းမင်းသမီးရဲ့အစီကံလာမရှာခင်မှာမင်းသားစီယာမီရှိုးလိုက်တာလည်းဖြစ်ပါ၏။အာနန်းနေခဲ့တဲ့မင်းသားစီယာလက်ကျောက်သွားခဲ့တဲ့အခါမှာတော့ပေါ်ဝါကြားကမင်းသမီးရဲ့ဖူးရောက်နေတဲ့နှကန်းအောင်လည်းမြင်သွားခဲ့ပါ၏။စာဘဝါကြားပုံရိပ်ကအရင်တခါဖန်းခံရတဲ့ကမင်းသားစီကဲတင်ခဲ့တဲ့မိန်းကလေးကမင်းသမီးမှလည်းရိပ်မိသွားခဲ့ပါ၏။မင်းသမီးကလည်းစာဘဝါလေးဆွဲချွတ်ခံရတဲ့အခါမှာအတိထွက်ပြေးသွားခဲ့လို့မင်းသားစီစိတ်မိနေတဲ့အစိတ်တွေကိုစုပ်ယူကအာမန်လာကထုတ်ပေးခဲ့ကြအောင်သူမရဲ့နှကန်းကဖူးရောက်နေခဲ့ရလည်းဖြစ်ပါ၏။ နန်းတော်ထဲမှာလှုပ်ကြံစင်ဟာသူ့ကိုသာမိခဲ့မယ်ဆိုရင်ပတ်သက်သမျှလူတွေအားလုံးမိကြီးစီကိုရှောက်တင်မယ်လို့ပြောရဲတုံရှင်ကိုလက်ပင်းကိုကျိုးခွင်းစုကတတ်ဖို့မျိုးစားရဲ့တာကလည်းကြံစီလိုက်ပါ၏ တုံရှင်းရတယ်ဖျောင်းတိုင်ခွန်နဲ့ကောင်းထုလိုက်လို့နှစ်ဦးကြအရေးကြီးတဲ့ဆောင်ရွက်တိရောကိုဆွဲယူလိုက်တဲ့အခါမှာဆောင်ရွက်တပိုင်းလာရရှိပြီးတော့ထွက်ပြေးနိုင်ခဲ့ပါ යි ။ဒါပေမဲ့မျိုးစားသားရဲ့လက်ဆက်ကြောင့်နောက်ကျောင်းမှာတားမှန်နေခဲ့ပြီးတော့သွေးယူသွေးတန်းထွက်ပြေးနေခဲ့အချိန်မှာကိုအန်တော်တို့နဲ့လည်းတိုးခဲ့ပါ යි ။စပီနေဖြူနေခဲ့တဲ့နက်ဆီယာမာစီကိုမင်းကြီးကရလာခဲ့ပြီးတော့နန်းတော်ပုံကန်ရဲ့လူတို့ချို့ကကျူစီဆိုတဲ့ဘင်းလက်အောက်ကလူတွေကြောင့်နက်ဆီယာမာကိုမုံတိနေတဲ့မင်းကြီးကလာပြောပါ යි ။ကျူစီဘင်းနန်းတက်ခဲစင်ကနက်ဆီယာမာနဲ့ပြည်သူတွေအဖမ်းခံနေရပြီးတော့ကျူစီဘင်းရဲ့လက်အောက်ခံကနက်ဆီယာမာရဲ့ခြေရသူဖြစ်နေခဲ့ပါ යි ။ နတ်ဆရာမရဲ့အတောက်ကိုကဲတင်မယ်ဆိုရင်ပြူလေးအားလုံးရဲရဲဆက်ဆက်တက်ဖို့တုံးချင်ရလေဒါတချောင်းထုတ်ပေးလိုက်ပါ诶တုံးတုံးကြီးနဲ့ပဲနတ်ဆရာမတားနေကြတဲ့ကြားထဲကမျက်ရည်နဲ့ဘယ်လန်းကိုရွေးသွားလဲဆိုတာတော့စခွင်းအော့နေနေပဲပြလာပါ诶မင်းသမီးရဲ့အားအားရရှိဖို့တဲ့ဝတ်သားစုပြုတ်လေးကိုမင်းသားစီကိုပေးခဲ့တာမို့ကိုအန်တော်တို့ကရှစ်တက်တဲ့မင်းသမီးကိုသဘောကျစွာယူမောနေကြကြပါ诶ထန်ပြည်နယ်မှာတိစမရှိတဲ့သူတွေပေါပေါင်းနေခဲ့ပြီးတော့မင်းသမီးကိုလုံးကြံကြတဲ့အခါမှာမအောင်မြင်ခဲ့တဲ့တုံချင်းကအသက်ခံရပြီးတော့နောက်ွယ်မှာကျိုးခိုင်တာရဲ့တဖွဲ့ရလည်းရှိနေခဲ့ပါ诶 ခံပြီးနဲ့ရှီဝဲပြည်ရဲ့ပူပေါင်းသိမ်းများတာကိုဖျက်ဆီးတာလွန်ဆိုးတဲ့လောက်ရဖြစ်နေခဲ့ပြီးတော့နန်းတော်တေချာစွာမကာကွယ်နိုင်ခဲ့တဲ့စစ်တူကြီး၃ယောက်နဲ့တချို့ကိုလည်းအပြစ်ကိုစီမင်းကြီးရတယ်ရှောင်းမဲခဲ့ပါတယ်။ရှောင်းမင်းသမီးတို့ပေါင်းပတ်သက်နေကြတဲ့ကိစ္စကိုမဲတော်ကြီးတို့ကလည်းတည်သွားခဲ့ပြီးမို့ရှောင်းမင်းသမီးကိုလည်းပြည်နယ်တန်လည်းပေးအပ်ခဲ့ပါတယ်။ရှောင်းမင်းသမီးရဲ့အစီကံတော့မတိမရှင်းသုံးနဲ့ရိုက်တက်ဖို့အမိန့်ရှာခံလိုက်ရတဲ့အတွက်ရှောင်းမင်းသမီးရဲ့မဲတော်ကိုရှောင်းမင်းသမီးကလည်းကယ်တင်ဖို့လည်းတောင်းပန်ခဲ့ပါတယ်။ရှောင်းမင်းသမီးခေါ်နေကြတဲ့မဲမဲဆိုတဲ့အမျိုးသမီးကတမင်တကာမိဖုရားကြီးစီကိုတင်ပြလိုက်တာဖြစ်ပြီးတော့ပြစ်ဒဏ်ပေးမှုတွေရတဲ့စတင်နေပြီဖြစ်ပါတယ်။ ဟင်းရှားတဲ့နေရာမှာရန်တော်တဲ့ booster mode မင်းသမီးရဂျင်းနက်စီကမှားထဲမိသွားတာဖြစ်ပြီးတော့ကိုယ့်ရဲ့လက်ရောင်ပြန်ပြီးကြည့်ရခါမှာလည်းမှောက်လဲသွားခဲ့ပါတယ်။ညာဘက်တီယောတွေကျွေနေခဲ့တဲ့အချိန်မှာရှားရုံမျိုးစီကိုမင်းကြီးကမင်းဆွေမျိုးမျိုးတွေအားလုံးကိုသူနဲ့လိုက်ပါစေဖို့အမိန့်ရှားလိုက်ရင်လည်းဒီနေ့ပိုင်းလေးရလဲဒီမှာလဲအဆုံးသတ်ထားပါရဲ့။ဒီနေ့မှာလည်းပိုင်းဆက်လေးတွေတင်ပြမှာဖြစ်တာမျိုးသဘောကျရဲ့ဆိုတော့ like and subscribe လေးနဲ့ comment လေးတွေမှတ်ပေးဖို့လည်းတောင်းဆိုပါရဲ့။